။ဘာအကြောင်းကြောင့်များဝမ်ဖန်တနေငိုကြွေးနေရတာလဲကွယ်။ကျွန်တော်အိပ်ပြောသွားတော့အိမ်မက်တခုမက်ခဲ့တယ်။ဆင်းအသားကိုကျွန်တော်စားနေတာတဲ့။တကယ်တည်းရှားရှားကြီးကိုမှတ်တာ။ဖခင်ကြီးနတ်ဖခင်ကနတ်ဖခင်မပီတာတော့ပါလား။တိန်ငက်ကိုပဲချစ်နေပြီးတိန်ငက်စကားကိုပဲနားဝင်နေတယ်။တိန်ငက်ကအတော်ချက်စရာကောင်းနေကောင်းမယ်။ငါ့ကိုဆိုရင်တော့စားစရာမြောင်မွေးပဲရှိမယ်။ ဒါဆိုရင်အရှင်အယောဘာလို့သိငဲ့ရဲ့အိမ်မက်တွေကိုရှုံနေရတာလဲဘာလို့သူပြောသလိုလုပ်နေရတာလဲဟေးလူသားအတိတ်ပဲမရှိတာတွေပြောမနေနဲ့မင်းပါဇက်ကိုမျက်မျက်ပိတ်ထားလိုက်စမ်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် တွယ်ရွေး channel လေးကနေအားလုံးကိုပြန်လည်သူဆိုလိုက်ပါရရှင်ဒီကနေ့မှာရောဘလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါဦးနော် ဟိုးရှိရှိတုန်းကနတ်ဖယားတွေရဲ့အချစ်တော်ဖြစ်တဲ့သိငယ်ကလေးတကောင်ရှိလေတဲ့။အဲ့ဒီသိငယ်ဟာတရဝါတကောင်ကောင်ကိုစားကျင်တာဒါမှမဟုတ်တခုခုကိုလိုချင်တာရှိရင်သူဖြစ်ချင်သမျှကိုနတ်ဖယားစီကိုပြောလိုက်ရုံပဲတဲ့။သူရဲ့အိမ်မဲရအဲ့ဒီတရဝါကိုစားမဖြစ်မဲဆိုပြီးတော့လိမ့်လေးလေးဖြားပြီးတော့ပြောတာပေါ့ကွယ်။နတ်ဖယားကလည်းသူ့ကိုချစ်တာကြောင့်ယုံကြည်ပြီးအဲ့ဒီတရဝါကိုချစ်ချင်ဆင့်ခေါ်ပြီးတော့တိမ်ငက်ကိုစားစီတဲ့ ဒေါ်ရင်ကတော်ဝါရီခမားမှာတော့မြင်းမြတ်တဲ့သိငက်ကိုပဲအမြဲတမ်းကြောက်ရွံ့နေကြရတာပေါ့ကွယ်။တချို့ကကြတော့မကြည်နဲ့ပေမဲ့လဲဘာမှလည်းမပြောရဲရှာဘူးတဲ့။ဘာကြောင့်လဲဆိုတော့ကြီးကရဲ့ပိုင်ရှင်နတ်ဖရာကိုကြောက်ရွံ့ကြလိုပဲကွယ်။ဒီပေါ်တိုင်းလာဆိုရင်တော့ငါတို့အကုန်တီကုန်တော့မှာပဲ။ဟုတ်တယ်တိငက်ကသူစားကျင်တဲ့မြောက်ကိုနတ်ဖယားကိုပြောလိုက်ရုံပဲငါတို့အသားကိုစားကျင်နေပြောတဲ့နေ့ကတော့ ငါတို့တေးနေပဲတိတ်ငက်ကအတော်ချက်စရာကောင်းနေကောင်းမေငါဟိုဆိုရင်တော့စားစရာမြောက်မွေးပဲရှိမေအမလီမြောင်လေးရေကိုတိတ်ငက်ကြားရင်ဒေါသထွက်နေပြီးတော့နင်းလဲမြောက်ပြုတ်ဖြစ်နေပါဦးမေရေနွေးဖြောပြီးနင့်အမွေးကိုနှုတ်လိမ့်မယ်ဟဲ့ဒါဆိုရင်ငါတို့တွေဘလို့လုံးကြမလဲတိတ်ငက်စားတာကိုဒီအတိုင်းပဲခံနေကြတော့ဘူးလားငါတို့ကပါတက်နိုင်အောင်ပါလေကွာငါတို့ကတာမန်တော်ဝါလေးတွေပဲလी တိန်ငက်ကိုဘလို့လို့အာခံရဲမှာလဲတိန်ငက်ကတေးစီခြင်းရင်တေးကြရမှာပဲလီဒီနေ့မှာတော့စင်ကြီးရဲ့အသားဟိုတောင်တိန်ငက်ကစားခြင်းတာကြောင့်အိမ်မက်မက်လီတယ်လို့ပြောပါတော့တဲ့ဒါနဲ့ပဲသူ့ရဲ့အိမ်မက်ရစင်ပြူဘရင်ရဲ့အသားကိုစားခြင်းတယ်လို့တိန်ငက်ကနတ်ဖယားကိုပြောလီတော့တယ်ကျွန်တော်အိပ်ဖြိုသွားတော့ကအိမ်မက်တစ်ခုမက်ခဲ့တယ်စင်အသားကိုကျွန်တော်စားနေတာတဲ့တကယ်ထီထီရှားရှားကြီးကိုမက်တာ ကောင်းပြီစင်တွေကိုခေါ်ခဲ့ဖို့တယောက်ယောက်ကိုငါကိုတော့စီခိုင်းလိုက်မယ်ခနာပဲစောင့်တော့တင်းငယ်လေးကျေးဇူးပါပဲတခင်နေဖရားလေးတင်းငယ်ရဲ့စကားကိုယုံကြည်ပြီးတော့ရင်းမတွေစီလုကစင်သားမိကို အခေါ်ရှိနေတဲ့နေဖရားရဲ့ရင်းမတွေပါလားဘာကိစ္စရှိလို့လဲမသိဘူးသူတို့နားမှာဂယုဆိုင်ရှောင်းတော့တားလေဟုတ်ကဲ့ပါမေရကြစမ်းမင်းတို့တားမိရင်းမတို့ တော်ရဲကိုပါလာလောက်ကြတာလဲရှင်အယူအသေးပေးပါရယ်နတ်ဖယားမင်းတို့ကိုခေါ်ခိုင်းလိုက်လို့ရေချိုးတန်စင်ပြီးတိမ်ငက်စားတာခံမှုလိုက်ခေကြတိမ်ငက်ကဒီနေ့စင်သားစားရတယ်လို့အိမ်မက်မလို့တဲ့ကဲကဲမိုးမနေစမ်းနဲ့မင်းမြန်လောက်ကြအိုးနတ်ဖယားရယ်ဘာတောင်များကျမတို့သားမီးကဒီလိုအဖြစ်ဆိုးနဲ့တူရတာလေမမီသားကြောက်တယ်ကအစားမခံခြင်းမူး စင်သားမီဟာနဖျားစီကစင့်ကိုခံရချိန်မှာတော့တရမာကိုကြောက်ရွံ့တာကြောင့်တုံလုံးနေကြပါလေတဲ့။ကူကရမဲ့ပြီးဝမ်းနေစွာလေးငိုကြွေးရှာတာပေါ့ကွယ်။ကဲတင်မဲ့လူကလည်းမရှိရှာဘူးတဲ့။ဒီလိုနဲ့ပဲစမ်းချောင်းလေးစီကိုသွားပြီးရေချိုးတန့်စင်ရတော့တာပေါ့ကွယ်။မိမိတားကြောက်တယ်။တားအရန်ကြောက်တယ်။မကြောက်ပါနဲ့ကွယ်။မိမိရှိပါတယ်။နော်အမိသားငယ်လေး။စင်သားမိတနာပါလေကွာ။ ဟုတ်တယ်။သူတို့ကိုကူညီချင်းလိုက်တာ။ငါတို့ဘာလုပ်ကြမလဲ။တနာစရာစင်သားမိရဲ့။အဲ့ဒီအချိန်မှာစီကွက်တကောင်ရောက်လာပြီးစင်သားမိကိုကျွေးနေတာကိုမြင်တော့မီးလီတဲ့။ဘာအကြောင်းကြောင့်များဝမ်ပန်တနေငိုကျွေးနေရတာလဲကွယ်။ကိုစည်းကွက်ရဲ့ကျမတို့သားမိဒီနေ့တီးကြရတော့မှလီ။လက်ဖယားကတင်းငင်စားတာခံမှု ကျမတို့ကိုစင့်ခေါ်ထားတယ်။အဲ့ဒီတင်းငင်ကဘာမလို့လဲ။ အဲ့ဒီတိငက်ကတိတ်အတိညာရှိတာဘက်တရီဆန်ကိုစားရမယ်ဆိုတာသူကအမြဲအိမ်မက်မှတ်တတ်တယ်လီသူအဲ့ဒီလိုမှတ်တာနဲ့နှစ်ဖယားကအဲ့ဒီတရီဆန်ကို စင့်ခေါ်ပြီးတိငက်စားဖို့ပေးတော်တာပဲဒီတခါတော့ကျမတို့သားမီးအလေပေါ်ရှင်ကျမတို့ကိုကဲတင်မဲ့လူရှိရင်သိကောင်းပါပဲမတည်ကျင်သေးဘူးရှင်စင်သားမီးလေစီးကွက်ကိုဖြစ်စဉ်အဆအဆုံကိုငိုကြွေးရင်နဲ့ရှင်းပြကြလေတဲ့ဖယားကြီး နတ်ဖယားကနတ်ဖယားမပြီးတော့ပါလား။သိငယ်ကိုပဲချစ်ခင်နေပြီးသိငယ်စကားကိုပဲနားဝင်နေတယ်။တခြားသတော်ဝါတွေကိုမြစ်တာမထားတော့ဘူးပေါ့လေ။ကိုစည်းခွေရေကျမတို့သားမီကိုကဲပါရှင်။ကျမတို့အသက်ကိုကဲပေးရင်ကျမတို့တသက်လုံးကိုစည်းခွေရဲ့အစီခံတွေ အဖြစ်နေပေးပါမယ်။ကျမတို့ကိုကဲပါနော်။စည်းခွေလေစင်သားမီကိုတနာသွားပြီးတော့ကဲပေးဖို့သဘောတူလိုက်လို့ရတယ်။ ကဲဒါဆိုရင်ကျုပ်နဖယားစီသွားပြီးတော့ညှိနှိုင်းလိုက်ပါဦးမယ်ကျေးဇူးတင်ပါတယ်ကိုစည်းခွဲ့ရေကျမတို့သားမိကိုကဲပေးရဲ့ရှေ့ရဲ့ကျေးဇူးကိုတသက်မမေ့ပါဘူးရပါတယ်ဗျာတောက်ထဲမှာနေတဲ့သူတွေအချင်းချင်းကူညီတင်ပါတယ်ရေတွေကတက်ကြပါတော့ဗျာစေးချောနေစရာမလိုတော့ပါဘူးခမရတို့သားမိလေကျွန်တော်နဲ့တခါလေးလိုက်ခဲ့ပြီးတော့နဖယားကိုလိုက်တွေ့ကြပါ ။ဆင်မကြီးလည်းသဘောတူလိုက်ပြီးဇီးကွက်ကစင်ငယ်လေးရဲ့ခေါင်းပေါ်ကလိုက်ကာနတ်ဖယားရဲ့နန်းတော်စီကိုထွက်သွားကြလေတယ်။ကဲရောက်ပါပြီဗျာ။မြင့်လိုက်တဲ့တောင်ကြီး။အမေတောင်ကြီးကမြင့်လိုက်တာ။ဒါတို့ဘလို့တက်ကြမလဲ။ကလေးရဲ့တက်ရင်တက်ရင်နဲ့အပေါ်ကိုရောက်သွားမှာပါ။လွယ်လွယ်တက်လို့မရဘူး။နတ်ဖယားကအကာရံတွေချထားတာ။တောင်ပေါ်တက်လိုက်တာနဲ့တန်းတိမှာပဲ။ကျုပ်ပြောသလိုသာလှုပ်ကြပါ။ ဒီလိုနဲ့တောင်ပေါ်ကိုရောက်သွားကြလေတော့တဲ့။စီကွက်လေးစင်ငယ်လေးရဲ့ကောင်းပေါ်ကဆင်းပြီးနတ်ဖယားရှိရာစီပြန်တန်းသွားကစကားပြောလေတော့တဲ့။နတ်ဖယားခမရစက်တော်ရာကျော်ရှိပါစေဗျ။ဒါနဲ့စင်သားမိကိုစိတ်ခေါ်ရတာဘာအကြောင်းများရှိလို့ပါလဲ။ကျွန်တော်မျိုးတီးပြရစေ။အိုးအသင်စီကွက်သိငယ်လေးကဒီစင်သားမိရဲ့အသားကိုစားရတယ်လို့အိမ်မက်မတဲလေးကွယ်အဲဒါကြောင့်သူစားလို့ရအောင် စင်သားမိကို ခေါ်လိုက်ရတာပဲ နတ်ဖယားတင်းငယ်ရဲ့အိမ်မက်တွေကတကယ်ပဲစစ်မှန်လို့လားနတ်ဖယားဟာသူ့ရဲ့အိမ်မက်တိုင်းကိုရှုံကြည့်ရဲ့ပေါ့သူဘာပြောပြောရှုံလိုက်မယ်ပေါ့လေငါတို့တင်းငယ်လေးကအနာဂတ်ကိုမြင်နိုင်စွမ်းရှိတယ်သူ့အိမ်မက်တွေကတကယ်လေးမှန်ကန်ပါတယ်ကြီးမြန်လာတဲ့နတ်ဖယားခမကျွန်တော်မျိုးလဲမနေ့ကတင်းငယ်သားစားရတယ်လို့အိမ်မက်မက်ပေမဲ့ကံမကောင်းအကြောင်းမလားလို့ဘာမှမစားရပါဘူးဗျဒီတင်းငယ်ကိုအခုစားလို့ရမလားခမညာ ကြီးမြတ်တဲ့နေဖရာဆုံးဖြတ်ပေးပါ။ဒါမှမဟုတ်ကျွန်တော်မျိုးနောက်တရေးအိပ်ပြီးအိမ်မက်ထမ်းမက်ကြည့်ရမလားခမညာ။တေးစားအောင်နောက်ထပ်အိမ်မက်တစ်ခုလောက်မက်ကြည့်ပါဦးလေကွယ်။စီကွက်လဲစင်မာကြီးရဲ့ဦးကောင်းထမပြန်လာပြီးတော့မျက်စိမိတ်ကအိတ်ချင်ရောင်ဆောင်လေးတဲ့။ခနာအကြမှာတော့မျက်စိတွေကိုဖွင့်ကစီကွက်အသွင်ကနေစီကွက်လူသားအသွင်ကိုပြောင်းသွားလေတော့တဲ့။အိုးမင်းဘလို့လို့လူသားဖြစ်သွားတာလေ မင်္ဂလာပါနှစ်ဖေရကျွန်တော်ကဈေးကွက်နှစ်သားတပါပါကျွန်တော်ခုနအိတ်တုံးဟာအရန်ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ခဲ့ပါတယ်ခမညာဘာအိမ်မက်များလဲကိုယ်ကိုတော့ကိုပြောစမ်းပါဦးတော်တော်လေးထူးဆန်းနေခမညာကျွန်တော်မပြောရဘူးပြောမထွက်ဘူးဗျာပြောမှသာ ပြောစမ်းပါမကြောက်ပါနဲ့ကွာကျွန်တော်အိမ်မက်ထဲမှာအရှိမီဗီယာက ကျွန်တော်ရဲ့မီဗီယာတဲ့ကျွန်တော်ကိုလည်းတိတ်ချစ်တာတဲ့ဗျာ ကျွန်တော်တို့နှစ်ယောက်ကတယောက်ကိုတယောက်တိတ်ချစ်ပြီးလက်ဆက်ကြဖို့အရှင်ကို ခွင့်တောင်းတော့လေအရှင်ကအခွင့်ပြုတယ်တဲ့အရှင်ကျွန်တော်အိမ်မက်တွေတွေကအတိုင်းမိဖုရားကိုကျွန်တော်ကိုပေးသနာတော်မူမလားခမညာဒီလိုသာဆိုရင်တော့ကျွန်တော်တိတ်ပြုံမိမှာပါပဲဇီးခွေးရဲ့စကားကိုကြားပြီးတော့နဖရားလေဒေါသထွက်သွားကပြောလေတဲ့တဲမင်းကအိမ်မက်မှန်နေတာပဲအိမ်မက်ကိုအဲ့ဒီလိုယုံစားလို့ရယူလားကွာ ဒါဆိုရင်အရှင်ကရောဘာလို့တင်းငဲ့ရဲ့အိမ်မက်တွေကိုရှုံနေရတာလဲဘာလို့သူပြောသလိုလိုက်လုပ်နေရတာလဲဟဲ့လူသားအတိတ်ပဲမရှိတာတွေပြောမနေနဲ့မင်းပါဇက်ကို မြန်မြန်ပိတ်ထားလိုက်စမ်းအရှင်ကျွန်တော်အိမ်မက်တောင်မမှန်မှုဆိုရင်တင်းငဲ့ရဲ့အိမ်မက်ကလည်းမမှန်နိုင်ပါဘူးဒီကိစ္စကို တရားမျှတမှုရှိရှိ ဆုံးဖြတ်ပေးတော်မူပါအဲ့ဒီစကားကိုကြားပြီးတော့လက်ဖရားလည်းတွေးလေးတဲ့ဟုတ်တယ် တိမ်ငယ်ရောစည်းကွက်ရောကငှက်တွေးကြီးပဲသူတို့တဘာဝကအတူတူပဲတိမ်ငယ်ရဲ့အိမ်မက်ကိုမှန်တယ်လို့ပြောလိုက်ရင်စည်းကွက်ရဲ့အိမ်မက်ကိုပါမှန်တယ်လို့ပြောရမှာပဲဒါပေမဲ့ဘလို့လို့ငါမိဖုရားကိုစည်းကွက်တကောင်ကိုပေးရမှာလေအရှင်ကျွန်တော်ကိုဆုံးဖြတ်ပေးပါဦးလေကဲကဲစင်သားအမိကိုခေါ်ပြီးပြန်ကြတော့ဒီကိစ္စကိုဒီမှာပဲရမယ်ကျေးဇူးပါရှင်အရှင်ကိုယူတီစွာခါစားပါရယ်ခမညာ ဒီလိုနဲ့ဇီးကွက်နဲ့စင်သားမီလေတော်ရဲကိုပြန်သွားကြလေတော့တဲ့စင်သားမီလေဉာဏ်ပညာရှိတဲ့ဇီးကွက်ရဲ့ကျေးဇူးကြောင့်တသက်လုံးပျော်ရွှင်စွာနဲ့နေထိုင်သွားကြတော့တာပေါ့ကွယ်ဒီပုံမြင်လေးကနေပေးတဲ့သင်ခန်းစာကတော့ဉာဏ်ပညာကလင်းလင်းလင်းစားမှုတွေကိုအနံ့ယူနိုင်ကြောင်းပဲဖြစ်ပါရဲ့ရှင်စီကွဲကတော့ဉာဏ်ပညာရှိပြီးသဘောထားပြေးွားတဲ့လူတွေကိုကူစားပြုတာပေါ့ကွယ် ကိုမှရှိတဲ့ဉာဏ်ပညာနဲ့တတော်ဝါတွေရဲ့အသက်ကိုကဲတင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်ကွယ်။ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက် ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။